ချစ်တဲ့ပတ်သက်ပြီးသွားအေးဆေးဖြစ်သွားပြီချစ်ဆိုဘရောမျိုးသွားဘူးချစ်ကအမြဲရှိတယ်အမြဲရှိတယ်ဆိုတော့ဒီဒီလေးတို့အတွေ့ဒီလေးညီမလေးတို့တွေ့တယ်ဒါတချစ်မရပါဘူးဒီဒီလေးတို့ချစ်နေလို့မရဘူးလေဟုတ်တယ်မလားကျွန်တော်ရဲ့ဒါ၃ကားမြောက်တင်တာပေါ့ပထမဆုံးကခြူစီကားပေါ့ဒုတိယတော့ကိုးကားပေါ့ခုတတိယတော့စိတ်ပေါ့နော်ဒီစိတ်တန်ကားလေးကကျွန်တော်ရဲ့ရိုက်တာရိုက်တာအနေနဲ့ပေါ့နော်၃ကားမြောက်ရုံတင်တဲ့ကားပါပဲ စာပေနောင်းလဲ꽈ပြီးထွေးတော့အဲဆိုလမ်းလေးကိုရောက်ဝယ်စားလိုက်တောင်းစားအတောင်းစားမခင်ဗျားကျွန်တော်မချက်နိုင်ပါဘူးလက်မထနိုင်ပါဘူးလို့ဘယ်နှခါပြောရမလဲကျွန်တော်တတ်နိုင်နေဘက်ကပါဘောနော်ကျွန်တော် experience နဲ့ပေါ့ဟို writer တယောက်ရဲ့ experience အနေနဲ့ကျွန်တော်ခံစားခဲ့ရတဲ့ဒုပညာတွေအနေနဲ့ကျွန်တော်အကောင်းဆုံးပြန်ကြိုးစားခဲ့ပါတယ်ဒီကားလေးကိုတကယ်ကို100%နဲ့ပို့ရတယ်ကျွန်တော်တို့ဒီကားတကယ်ကိုအခုအချိန်ထိလည်းကျွန်တော်လုပ်နေရတော့ပါပဲအဲ့တော့ရိုက်တာလည်းဆိုလို့ရှိရင်အခုက trend ကပို့ပြီးတော့မိသွားတာပေါ့နော် ဘာ train ပေါ့နော်ဘာတွေနဲ့သွားတဲ့ train ကနည်းနည်းလေးဒီခေတ်နဲ့ပုံပြီးလိုက်သွားတာဒါကျွန်တော်ကန်ကောင်းတာပါကျွန်တော်ကန်ကောင်းတာပါဟိုခေတ်နောက်ကျမသွားဘဲနဲ့ဒါခေတ်ကိုပြန်ရောက်လာဆိုကျွန်တော်နည်းနည်းကြိုးရိုက်ထားတယ်လို့ဖြစ်သွားတာအဲ့အချိန်လုံးနဲ့ကလည်းဟိုတကယ်ဟို radio ဘာလို့ပါငါကိုယ်လေးကအဲ့အချိန်လုံးနဲ့ကနာမည်ကြီးပြီးသားပါအခုတည်းလည်း radio ဘာလို့ပါတော့အခုချိန်ထိလည်းနာမည်ကြီးလုံးပါပဲအဲ့လိုဘာ train ရအခုချိန်ထိရှိနေတာတော့ဒါကျွန်တော်ကန်ကောင်းတာပါတကယ်အပြင်ဘဝတွေကကိုယ်ကိုယ်ရိုက်ထားတဲ့ဟာလေးတွေပါအဲ့ဒါကြောင့်မလို့ပြည်သက်တွေနည်းနည်းလေး တကယ်အဖြစ်နဲ့တူသွားလို့နည်းနည်းသဘောကျတာပြီတားထဲမှာတော့အဲ့လိုလုံးဝဟိုချူချီလုံးဝနဲ့မတူတဲ့ဟာပေါ့ကိုဘွားတော်ကလည်းမတူတဲ့ကာရိုက်တာတစ်ခုကိုသူလုတ်သွားတာပေါ့အဲ့ဒီအတွက်လည်းတကယ်ဟိုဒီလေးကိုပေါ့နော်သူရိုက်နေကြကားတွေရှိပါတယ်သူကကားကားတွေလုံးဝမတူအောင်တစ်ခုထွက်သွားအောင်လည်းကျွန်တော်တို့ကြိုးစားခဲ့တဲ့ဟိုရလက်လေးတစ်ခုရလာမယ်လို့ပြည်သက်လက်ခံမယ်လို့လည်းထင်ပါတယ်ခုထွက်လည်းအပြောင်းလဲလေးတစ်ခုဖြစ်သွားမယ်လို့ထင်ပါတယ်ဘလူးဝဲမဆိုပါအနေနဲ့ပေါ့နော်တရုတ်ဆောင်ပဲဖြစ်ဖြစ်ဒါရိုက်တာပဲဖြစ်ဖြစ်ကိုပန်ဒီရတဲ့ခါလေးတစ်ခု အဖက်ခံရရတာတော့ပါမလာတော့ဘူးဆိုတော့နည်းနည်းတော့စိတ်မကောင်းဖြစ်ကြတာပေါ့နော်စိတ်မကောင်းဖြစ်ကြတာဒါပေမဲ့လည်း rules and regulation ရှိနေတယ်များတော့ကျွန်တော်ကိုယ်တော့လည်းဒါလိုက်နာအောင်ပါအမတတ်နိုင်ဘူးဒါဒီကတော့ဟိုလက်ခံပါဒါကျွန်တော် live ပါပေါ့အချင်းနဲ့ပတ်သက်ပြီးအချက်ဆိုတာဘဝတစ်ခုလုံးဘာမှမဆိုဖြစ်သွားနိုင်ဘူးအဲ့တခုရိုက်ပြတ်အချင်းနဲ့ပတ်သက်ပြီးွားအေးဆေးဖြစ်သွားပြီအချက်ဆိုတာဘာမှမဆိုသွားဘူး ချစ်ကအမြဲရှိတယ်အမြဲရှိတယ်ဆိုတော့ဒီလေဒီလေးတို့အတွက်ဒီလေးညီမလေးတို့အတွက်ဒါတစ်ချစ်ပါရပါတယ်ဒီလေးတို့ချစ်နေလို့မရဘူးလေဟုတ်တယ်မလားချစ်နေတာဘလို့ချစ်တည်ရှိတယ်ဟုတ်တယ်မလားဒီအားလုံးတရားနဲ့တရားချစ်နေတာတကယ်ချစ်တည်ရှိတာဟုတ်တယ်မလားချစ်အောင်မင်းတို့မသိလို့ပါကွာလူလူကြီးတွေတို့သူတို့ချစ်တဲ့အားတွေလည်းအများကြီးရှိနေမှာသူတို့ရဲ့ချစ်တရားဘာလဲဆိုတော့ကိုမင်းတို့ကြီးကိုတို့ကြီးမသိတာပဲနေပါအောင်ဦးနဲ့သမီးတို့ဘာလို့လဲအဲ့ဒါအဲ့ဒါမျိုးကြီးကလည်းရိုက်ရသေးတာဆိုတော့ကိုတို့ကအများနဲ့ fresh ဖြစ်နေမှာ ။ဒါမှမဟုတ်ဇလန်းတွေတခုရှိသူတွေ။ဟုတ်လား။ဒါကြတယောက်အနေနဲ့အားရလည်းနေပါသေးတယ်။ဒါပေမဲ့ကျွန်တော်တကယ်ဉာဏ်ပညာတခုကိုကျွန်တော်ခံစားလို့ရကျွန်တော်ခံစားရတဲ့အဆက်တွေကိုရိုက်ခဲ့တာပါ။တကယ်စွမ်းကုန်ကျွန်တော်ကြိုးစားထားတာဒီကားလေးကိုဒီကားလေးရုံတင်လို့ရှိရင်ဒီကားအားပေးပါအောင်လို့တကယ်လို့ကြည့်ပြီးသွားလို့ရှိရင်လည်းအေးသက်တွေအတွက်တခုလို့ပေါ့နော်။ခံစားချက်အခုတော့ကြံခဲ့ဘူး။ကျွန်တော်အာမခံပါလေ။အဆက်ကုန်ရင်းနေကြုံတင်ဒါပေးကြပါအောင်။ဖြစ်ကုန်ပါလေ။